မင်္ဂလာပါရှင်။နိုဝင်ဘာလ19ရက်နေ့ PPN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်ကျေးရွာ18ရွာကဒေသခံထောင်နဲ့ချီကို Travel T ကပြောင်းရွှေ့ကူညီပေးနေတဲ့ဆိုတဲ့သတင်းကိုသတင်းတော်နိုင်ငံကပေးပို့လာတာဖြစ်ပြီးဦးထွန်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ကြေးရွာ18ရွာကဒေသခံထောင်ထဲချီကို ထရပတီကဥဆောင်ပြီးယာယီလုံုံမဲ့နေရာတွေကိုအေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့နယ်မှာရှိတဲ့အရခတ်တပ်တော်အေအေထိန်းချုပ်ထားတဲ့ကြေးရွာတွေကိုဥယျပိုင်တွင်းမှာထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်မင်းပြင်ဂေါ်ဒူးရွာတစ်တိုင်းချောင်းစားတဲ့ကြေးရွာတွေအနီးမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်ဆိုပါတိုက်ပွဲတွေကြောင့်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ကြေးရွာ16ရွာကဒေသခံ3000ကျော်ကို လက်ရှိကာလအတွင်းမှာဘေးလွတ်ရန်နေရာတွေကိုရွှေ့ပြောင်းထားရတယ်လို့ Travelity တီထောင်သူကိုဗစ်တာက VPN ကိုပြောပါတယ်။ဒီကျွန်တော်တို့ဒီအဲကြောက်ဖြူနဲ့ပတ်သက်ပြီးတော့မှာကျွန်တော်တို့ဒီအရေးပေါ် KC ရေး K ထုတ်ရေးအဲနောက်ဒီအာဟိုဟိုရေးပေါ်ရွှေ့ပြောင်းရေးပေါ့နော်စတဲ့အစီအစဉ်တွေကိုလှုပ်ဆောင်နေတာကတော့ဟိုအချိန်တိုင်းတာတစ်ခုတည်းရှိပါပြီဆိုတော့ကျွန်တော်တို့ရဲ့အဲဒီအဖွဲ့အစည်းတစ်ခုတည်းကနေရွှေ့ပြောင်းပေးခဲ့တဲ့လူကြီးဆိုရင်တော့ဒါ 3000နီးပါးလောက်ကျွန်တော်တို့ရှိပါပြီဗျဟုတ် property အဖွဲ့ဟာနေပယ်တီးတီးမှလူသားချင်းစာနာထောက်ထားမှုလူခွင့်ရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုနိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကုလသမဂ္ဂအဖွဲ့အစည်းတွေလက်တွဲပြီးတော့မြေပြင်မှာလောက်ကန်ဆောင်ရွက်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်လက်ရှိရေးပေါ်စစ်ဘေးရှောင်နေကြရတဲ့သူတွေစားဝတ်နေရေးကျန်းမာရေးနေရာထိုင်ခင်းနဲ့အမိုးအကာအဝတ်အထည်အစားရှိတဲ့ပစ္စည်းတွေလိုအပ်လျက်ရှိနေကြတယ်လို့လည်းသိရပါတယ် ဆိုတော့လိုတဲ့လိုအပ်တဲ့ဟာကကျွန်တော်တို့ဒီနေစရာထိုင်စရာအာဒီဒီကျွန်တော်တို့ဒီအဆောက်အဦတွေအဲဒေးတွေပေါ့နော်စသဖြင့်အဲ့ဒီဟာတွေကျွန်တော်တို့လိုအပ်တဲ့တောက်သုံးရေကိစ္စတွေကျွန်တော်တို့လိုအပ်တဲ့စားသောက်ကိစ္စတွေကျွန်တော်တို့လိုအပ်တဲ့တချို့ကကိုယ်တလုံးအဝတ်တွေကိုတစ်ခုနဲ့အဲထွက်လာရတာပေါ့နော်ဆိုတော့အဝတ်တွေတွေကျွန်တော်တို့လိုအပ်တဲ့အာဒီဟိုကိုယ်ဆောင်မျိုးသမီးတွေတောင်တောင်ဒီလသားအွေကလေးတွေပေါ့နော်စသဖြင့်အဲအဲ့လိုမျိုးအုပ်စုတွေအတွက်ဒီတီချာ အထူးတည်းလိုအတက်ပစ္စည်းတွေရှိမယ်။နောက်ဒီဟိုဟိုကျွန်တော်တို့ဒီမတန်ဇွန်အုပ်စုတွေပေါ့နော်။အာသူတို့အတွက်ဒါဟိုတိချားလိုအပ်တဲ့ဟာတွေရှိပါတယ်။ဟိုဆိုတော့လိုအပ်တဲ့ဟာကတော့ကျန်းမာရေးကိစ္စကအစပေါ့နော်။ကျွန်တော်တို့ဒီအော်အခုကဟိုရက်လေးရှည်လာပြီဆိုတော့ဒါကလေးတွေရဲ့ပညာရေးကိစ္စတွေအစုံပေါ့နော်အကုန်လုံး လိုအပ်ချက်တွေကတော့အများကြီးပါပဲဗျဟုတ်လက်တလောထွက်ပြေးလာကြတဲ့စစ်ပေးရှောင်တွေကို Triple D ကစားနဲ့ရိတ်ခါတပတ်စာနှစ်ပတ်စာလောက်သာထောက်ပံ့ထားနိုင်ပြီးရရှိမှာစားဝတ်နေရေးအခက်အခဲတွေရင်ဆိုင်ကြုံတွေ့လာနိုင်တယ်လို့လည်းသိရပါတယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အရက်ခတ်တပ်တော် AA တို့ဟာအခုနှစ်ဖေဖော်ဝါရီလတည်းကစတင်ကတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာဖြစ်ပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းမှာမြို့ပေါ်နဲ့ကြေးရွာတွေကအေအေထိကျောက်ထားတဲ့မြို့နယ်တွေကိုစစ်ဘေးတိမ်းရှောင်လာသူဥယျာ 9000ကျော်ထိရှိလာနေတယ်လို့လဲစစ်ပေးရှောင်းအေးဆောင်ရွက်နေကြတဲ့ကြောက်ဖြူဒေသခံတဦးကပြောပြပါတယ်ဆိုပါစစ်ပေးရှောင်းတွေဟာလောက်ကန်ရှားပါတာဝင်ဝေမရှိတာစားဝတ်နေရေးကြက်တဲတာတွေကြောင့်တမျိုးနယ်ကနေအခြားမျိုးနယ်တွေကိုခြေလျင်နဲ့တွားရောက်ခါအလှူကန်တောင်းရန်စားတောက်မှုတွေရှိနေကြတယ်လို့လဲစစ်ပေးရှောင်းတွေစီကသိရပါတယ်နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဟိုပင်မြို့အခြေဆိုင်ခမရ9နှစ်တက်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘူမှုတအူးအပါအဝင်စကောင်စီဘက်ကတိတ်ဆုံးမှုတွေရှိနေဆိုတဲ့သတင်းကိုကွန်မင်းတော်ကတိဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ဟိုပင်မြို့အခြေဆိုင်စစ်ကောင်စီရဲ့ခမရ9နှစ်တက်ရင်ကိုဒေါ်လာရေးတပ်ဖွဲ့တွေကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့တာကြောင့်စစ်ကောင်စီဘူမှုတအူးပါစကားဆတိတ်ဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်ည7နာရီခန့်လောက်ကဟိုပင်မြို့ရှိခမရ9နှစ်တက်ရင်တွေကို KIA နဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကလက်နက်ကြီးဖြင့် စတင်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်စစ်ကောင်စီဘက်မှလည်းတော်လန်ရေးအင်အားစုတွေရှိရာနေရာတွေကိုပြန်လည်ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အပြင်ဟိုပင်မြို့ရှိအခြားတပ်ရင်းများကလည်းတနက်ကြီးပြစ်ကူတွေပေးခဲ့တာကြောင့်45မိနစ်ခန့်နှစ်ဖက်တိုက်ပွဲများပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပြစ်ခတ်မှုတွေအတွင်းခမရ9နှစ်တက်ရင်းအတွင်းမှာဘုံမှုတအူးပါစစ်ကောင်စီတပ်သားချုပ်တိတ်ဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိကြောင်းသိရတယ်လို့ ဟိုပင်မြို့အနီးနေဒေသခံပြည်သူတို့အထက်မှသိရပါဗျ။တင်းလာနေည9နာရီခွဲကျော်တော့ပေါ့နော်။အဲ့မှာတင်းင်းလေးရက်ကြီးကြားတဲ့တိုင်အောင်စကြရတယ်။ပြီးတော့ဇက်တိုက်ပဲပောက်ခွဲတဲ့နေရောလက်နေငယ်တဲ့နေရောဇက်တိုက်ကြားနေရတာပဲ။ပောက်ခွဲတဲ့တန်တွေကတော့အတော်ကြေဗျ။နှစ်ဖက်ပြည့်ခဲ့တဲ့တန်တွေလည်းကြားရတယ်။9နာရီခွဲတော့ဒီပေါ့နော်။ပြည့်တဲ့တန်တွေကြားနေရတာ။အဟိုဘင်ဘက်ကနေပြတဲ့လက်နက်ကြီးချို့ရတော့နန်းခွင်ချောင်းအနောက်ဘက်ကတော်တဲ့ကိုကြော်ရည်လေးရှိပါတယ် အဆိုပါပြစ်ခတ်တိုက်ခိုက်မှုတွေပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ဟိုပင်မြို့ပတ်ချာလေကိုရခိုင်ကထက်လုံခြုံရေးပုံမတင်းကျပ်ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြီးခဲ့တဲ့နိုဝင်ဘာလပထမပတ်လောက်ကတည်းကမိုးကောင်းမြို့နဲ့ဟိုပင်မြို့ဆက်ကြားရှိတောင်ပေါ်ဒေသတွေမှာဒေါ်လာရင်းအင်အားစုတွေနဲ့အဆိုပါခမရ9နှစ်တက်မှစစ်ကောင်စီစစ်ကြောင်းတို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ရာရှိတယ်လို့သိရပါဗျ။အဆိုပါတိုက်ပွဲတွေအတွင်းစစ်ကောင်စီအရာရှိတွေအနေနဲ့ အခုမှတင်နန်းဆင်းလာတဲ့ပြည်သူစစ်တွေကိုရှေ့မှအသေးကန်တိုက်ခိုင်းတာတွေပြုလုပ်ခဲ့တယ်လို့လဲတော်လိုင်းရင်တရင်ရင်မြင့်နဲ့နီးစပ်သူတအူးက BBM ကို ပြောပါတယ်အဲမိုးကောင်းတဲ့ဟိုဘင်းဆက်ကရှေ့မှရှေ့တောင်းနေပေါ်မှာတော့တိုက်ပွဲတွေပြင်းထန်နေရတော့ရှေ့လောက်ရှိပြီအဲစေကောင်းစီဘက်ကလည်းအသေးကန်ပြီးတော့တက်နေကြတာပဲအဓိကကတော့ပတ်စာတွေကိုရှေ့ကနေပြီးကတိုက်ခိုင်းနေရပေါ့နော်အဲနောက်ကတောက်ချန်တရင်ဖြစ်တဲ့ခလာရငါးနှစ်တိကိုအခုကဝင်ရှင်းတာဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်းမှာလဲစစ်ကောင်စီဘက်မှစစ်ကြောင်းမှုအဆင့်ရှိသူတွေကိုယ်တိုင်ထိခိုက်ဒေဆုံးတာတွေရှိတယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့ BBM အနေနဲ့တရားတည်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။ယခုဒေါ်လန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တဲ့ခမရ9နှစ်တက်ရင်ခြေဆိုင်ရာဟိုပင်မြို့ဟာစစ်ကောင်စီရဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်သုံးအခြေဆိုင်ရာမိုးကောင်းမြို့နဲ့ကီလိုမီတာ30ခန့်သာဝေပြီးစစ်တပ်အားကောင်းရာဒေသဖြစ်တယ်လို့လည်းသိရပါဗျ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်နေကြာဆောက်တဲ့ BGF ရဲ့အထွေထွေ အတွေ့အမှုဆော့ချစ်သူဟာရွှေကောက်ကွန်မှာလှုပ်ရှားနေတဲ့ online ငွေလိမ်မှုကဲမျိုးကိုနှိမ့်နှိမ့်ဖို့အတွက်တမန်22နဲ့ပူပေါင်းဖို့စစ်ကောင်စီတပ်ရဲ့အမိန့်တွေကိုမလိုလားပဲလိုက်နာခဲ့ရတယ်လို့တနေ့ရှိထိုင်လမှာရေးသားထားပါတယ်။ရွှေကောက်ကွန်မျိုးတဲ့ဟာကရင်ပြည်နယ်မြဝတီမြို့ရဲ့တောင်ဘက်မှာရှိတဲ့အဓိကကြားမြင့် site တွေတရှိရာဗဟုချက်တစ်ခုဖြစ်တဲ့ဆိုတော့သတင်းတွေထပ်ပေါ်ခဲ့ပါတယ်။ ။ထိုင်းမြန်မာနိုင်ငံမှာသတင်းရင်းမြစ်တစ်ခုရဲ့ပြောကြားချက်အရစစ်ကောင်စီရဲ့ညွှန်ကြားချက်အပေါ် VGF ကမကျင်းပ်ပေမဲ့ဒီပူးတွဲဆစ်ဆေးရဲ့အတွက်အစွဲကုန်ပူပေါင်းလှုပ်ဆောင်သွားမယ်လို့အကြောင်းပြန်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိကြားဖြန့် site တွေထဲမှာကြန့်ရှိနေသေးတဲ့တရုတ်တွေကိုလည်းထွက်ပြေးသွားတဲ့တရုတ်တွေကမြန်မာငွေ9သိန်းလောက်နဲ့ရတော့ပြေးထားဖို့အချင်းချင်းတိုက်ထုံးနေကြပါလေ။2025ခုနေ့မက်စလာမှာကြားဖြတ်ဆိုင်တွေဟာပြည်လဲရောက်ရှိလာပြီးကဘာတဝမ်းရှိသားကောင်တွေကို ပြစ်မှတ်ထားတဲ့ကြားဖြန့်တွေပြန်လည်စတင်ခဲ့ပြီးနောက်စစ်ကောင်စီက PDF ကိုလုံဆောင်မှုဖိအားပေးခဲ့တာပဲဖြစ်ပါလေအခုလိုလိမ့်နေဖို့ဖိအားပေးမှုကြောင့်ရွှေကုတ်ကုံမျိုးရှိတရုတ်နိုင်ငံဂျာသားတွေနဲ့တခြားနိုင်ငံဂျာသားအလုသမားတွေဟာစစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုကြောက်လို့တညလုံးဝင်ရုံသုံးကနဲ့ထွက်ပြေးခဲ့ကြတယ်လို့သတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကလည်းစစ်ကောင်စီဟာခေခေဘက်ကိုဟန်ပြဝင်ရောက်စီနင်းခဲ့ကအဆောက်အအုံတွေကိုပါ ထောက်ခွဲပြက်စီးတာတွေပြုလုပ်ခဲ့ပါသေးတယ်။အဆိုပါ KK ဘက်နဲ့ရွှေကောက်ကိုတို့ဟာတရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကိုအယောင်ပြကလဲပတ်နေတဲ့လောင်ကစားနဲ့အွန်လိုင်းလိမ်လိမ်မှုကိန်းတွေအခြေဆက်ရနေရပဲဖြစ်ပါတယ်။ကရင်နယ်ကြားစောက်တဲ့တပ်ဖွဲ့ BGF နဲ့ Democratic ကရင်အကျိုးပြုတက်မတော် DKBA တပ်ဖွဲ့တွေကကောက်ွယ်မှုရှိနေပေမဲ့ KK ဘက်ကကျောင်းပြေလောက်သူတွေဟာကြောက်တာကြောင့်မြဝတီမျိုးနဲ့ထိုင်ဘတ်ချန်ကိုထွက်ပြေးလာခဲ့ကြပါလေ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဆာလင်ကြီးမြို့နယ်အတွင်းရှိတရုတ်ဝန်ပေါင်းချင်းဒီစီမံကိန်းတွေကို short tight drone ဆက်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကြေးပြတ်ဆက်ရုပ်ပေါ်ကြက်ရုပ်ပုတ်ခွဲခဲ့ပြီးမိလောင်ခဲ့ကအော်အော်ဆွဲတဲ့အနေနဲ့ဆူညံနေတယ်လို့ရေးမပေးခရိုင်ပကဖတ်တထောက်ရဲဘော်က VPN ကိုပြောပါတယ်ဒီနေ့နိုဝင်ဘာလ19ရက်နေ့မနက်9နာရီခန့်မှာဆာလင်မြို့နယ်အတွင်းရှိတရုတ်ဝန်ပေါင်းချင်းဒီစီမံကိန်းတွေကို short tight drone ဆက်လုံးနဲ့တိုက်ခိုက်ခဲ့ရမှာ ကြေးပြဆက်ရောက်ဝါကြောက်ပောက်ကွဲခဲ့ပြီးမီလောင်ခဲ့ကအော့အော်ဆွဲသန့်နေနဲ့ဆူညံခဲ့တယ်လို့စစ်ကောင်စီဘက်ကလည်းပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေဟာဝမ်မောင်ကုမ္ပဏီနဲ့အနီးပတ်ဝန်းကျင်ရှိဝက်မင်ကန်တော့နဲ့ပလောင်ကျေးရွာတွေမှာဝင်ရောက်တက်ဆွဲထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာဝမ်ပေါင်းစီမံကိန်းဝင်းကျင်မှာ ရွာတွေဟာစစ်ဘေးရှောင်နေရပြီးစစ်ဘေးရှောင်ရေးတိတ်ဆုံသူတွေကျန်းမာရေးဆိုးရွားစွာထိခိုက်သူတွေလည်းများလာတယ်လို့ဆိုပါရယ်။ဒါအပြင်စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွှေကောက်ပွဲကိုဝမ်ပေါင်းစီမံကိန်းအတွင်းမှာပြစ်လုံမှာဖြစ်ပြီးတော့အပြင်လူပင်းဝင်မှာမဟုတ်ပဲသူတို့လူနဲ့သူတို့လုံမှာဖြစ်တယ်လို့ဆိုပါရယ်။ဒါအပြင်အော်တိုဘာလ23ရက်နေ့ရလဲတရုတ်ဝမ်ပေါင်းကော်မတီဝင်အတွင်းတက်ဆွဲထားတဲ့စစ်ကောင်စီတက်ကို တော်လန်ရေးတပ်တွေကတရားခုံမမရှော့တိုက်ဒရုန်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကုမ္ပဏီဝင်းအတွင်းမီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံကဆော်ဒီအာရေဗျနိုင်ငံကို F-35 တိုက်လေယာဉ်တွေရောင်းချသွားမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကဆော်ဒီအင်ရှိမင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့အင်ဖီရိုမှာတွေ့ဆုံမှုမတိုင်မီဒင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ သူတို့ကကျွန်တော်တို့ရဲ့မဟာအမေကောင်းတယောက်ပါကျွန်တော်တို့အနေနဲ့ F35 တိုက်လေယာဉ်တွေရောင်းချမှာပါလို့ Trump ကပြောကြားခဲ့ပါတယ်။မြန်မာလား18ရက်ကခေါင်းဆောင်တွေဟာ Imperial ကိုလာရောက်လေပတ်စဉ်အတွင်းကာကွယ်ရေးနဲ့အရက်ဖတ်နျူကလ িয়ার ဆွမ်းရည်ဆိုင်ရာသဘောတူညီချက်တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဆိုပါခီးစင်ကလွန်ခဲ့တဲ့9နှစ်က Sorry Agent တွေရဲ့လက်ချက်နဲ့သတင်းထောက် Jamal Khashoggi တပ်ဖြတ်ခံရပြီးနောက်ပိုင်း Sorry ခေါင်းဆောင်ရဲ့ American ကိုလာတဲ့ပထမဆုံးခီးစင်ဖြစ်ပါတယ်။ ရိဂန်ထောက်လန်းရေးအကဲဖြတ်ချက်တစ်ခုအရမင်းသားမိုဟာမဟာတပ်ဖြတ်မှုဖြစ်ပေါ်စေတဲ့စစ်ဆင်ရေးကိုအမိန်ပေးခဲ့တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။အင်းရှိမင်းသားကလူတက်မှုမှာလုံးဝပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ပြန်လည်ညင်းဆိုထားပါတယ်။မင်းသားမိုဟာမက်ရဲ့နောက်ဆုံးလာရောက်လေပတ်တဲ့ခီးစဉ်ကတော့ထရမ့်ရဲ့ပထမသက်တမ်းအတွင်း2018ခုနှစ်တုန်းကဖြစ်ပြီးတော့အဲ့ဒီနှစ်မှာပဲဒင်းထောက်ခါရှိုချီအသက်ခံခဲ့ရတာပါ။အဆိုပါလူအခွင့်အရေးမှတ်တမ်းတွေကြောင့်သမ္မတဟောင်းဂျိုးဘိုင်ဒန်ကအင်းရှိမင်းသားကိုလက်ခံတွေးဆောင်ခြင်းမရှိဘဲ ိုင်ငံကိုအပေခံဖြစ်ထားမယ်လို့ပြောခဲ့ပေမဲ့အခြားကိစ္စရပ်တွေပေါ်သဘောတူညီချက်တွေရရှိဖို့2022ခုနှစ်မှာ Saudi Arabia ကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။မေလလုံးက Trump နဲ့အင်ရှင်မင်းသားတို့ဟာ Riyadh မှာတွေ့ဆုံခဲ့ကြပြီးဖြစ်ပါတယ်။အဲဒီနေရာမှာအမေရိကန်က Saudi Arabia ကိုဒေါ်လာ142ဘီလီယံနီးပါးပေါင်100ဘီလီယံတန်ဖိုးရှိတဲ့လက်နက်တွေရောင်းချဖို့သဘောတူခဲ့ပြီးတော့အင်ဖြူရောကဒေါ်လာ600ဘီလီယံယင်းနှမြူနယ်မှုသဘောတူညီချက်ရဲ့အစိပ်အပိုင်းဖြစ် ။တမိုင်းမှာအကြီးအမားဆုံးကာဝေးပစ္စည်းရောင်းချမှုသဘောတူညီချက်ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ Sorry Arabia ဟာအမေရိကန်လက်နက်တွေကိုအကြီးဆုံးဝယ်ယူသူဖြစ်ပါတယ်။အမေရိကန်ကာကွယ်ရေးအရာရှိအချို့ကကမ္ဘာပေါ်မှာအဆင့်မြင့်တိုက်လေယာဉ်လို့ယူဆရတဲ့ F-35 တိုက်လေယာဉ်တွေကို Sorry Arabia ကိုရောင်းချတဲ့ပုံမှာစိုးရင်ပူပန်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့ Sorry Arabia ဟာလေဝက်နည်းပညာကိုအသုံးပြုခွင့်ရရှိမှဖြစ်ပြီးတော့အင်အားကြီးတဲ့နိုင်ငံခြားလုံခြုံရေးမဟာမိတ်ဖြစ် တရုတ်နိုင်ငံနဲ့အဆိုပါနည်းပညာတွေကိုမျှဝေနိုင်မှာပဲဖြစ်ပါတယ်။အေဇေးနိုင်ငံကအရာရှိတွေကလည်းစိုးရင်ပုံမှန်မှုတွေရှိနေပြီးသဘောတူညီချက်တစ်ခုဟာနိုင်ငံရဲ့စစ်ရေးအဆင့်တန်းကိုထိခိုက်စေနိုင်ကြောင်းအမေရိကန်နဲ့ဒေသခံမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။အရှေ့အလယ်ပိုင်းမှာအစ္စရေးဟာအမေရိကန်ရဲ့အနီးကပ်ဆုံးမဟာမိတ်ဖြစ်ပြီးတော့ဒေတာအတွင်းမှာ F-35 တိုက်လေယာဉ်တွေအများဆုံးရှိတဲ့တစ်ခုသေးသောနိုင်ငံဖြစ်ပါတယ်။ဥဆောင်ထုတ်လုပ်သူလတ်ဟစ်မာတင်ရဲ့အဆိုအရ F-35A ဂျက်လေယာဉ်တစ်စင်းရဲ့ပြင်းပြကုန်ကျစေးဟာ ဒေါ်လာ82.5သန်းဖြစ်တယ်လို့ဆိုပါတယ်ဆော်ဒီတွေဟာဒါဟာပါလက်စတိုင်းနိုင်ငံတစ်ခုစီကိုဥတည်တဲ့လမ်းကြောင်းပေါ်မှာရှိတယ်လို့ပြောကြားခဲ့ပြီးလက်ရှိအစ္စရေးအစိုးရကတော့အဆိုပါပြောကြားချက်ကိုညှင်းပယ်ထားပါတယ်ကျွန်တော်ရစ်ချတ်ပါနိုဝင်ဘာလ19ရက်နေ့ PPN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြီးစုသူမိဘပြည်သူများရွှေလန်းချမ်းမြေ့ကြပါစေရှင်။ကျမသူစားပါ။